ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရန်နေကနေပရိသတ်ကြီးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတစ်ခေါက်ပြောပြပေးတော့မယ့်ရုပ်ရှင်ကတော့ The Predator လို့ခေါ်တဲ့စီးရဲပဲဖြစ်ပါတယ်ရုပ်ရှင်ဆာမှာပဲလူတစ်ယောက်ကကိုရဲခါမျက်နှာတဲတဲပိတ်ရက်လိုက်ပြီးတနက်မောင်းကိုချိန်ရွယ်ကဆွဲလိုက်ပါတယ်တနက်ပြောင်းကထွက်လာတဲ့ကြီးစံဟာကိုရဲခါစီကိုတန်းသွားနေတာကိုအနည်းပြောက်ွက်နေနဲ့ပရိသတ်ကြီးမြင်တွေ့ရမှာပါ ီကိစ္စတွေမဖြစ်ခင်တော့ငါကိုရခဟာဘဝကိုစိတ်သက်ရှိတဲ့အတိုင်းနေခြင်းတို့နေနေတဲ့ဘာအလုပ်ကိုမှလက်ကျောတင်းနေမလုပ်တတ်တဲ့လူငယ်လေးတယောက်ပဲဖြစ်ပါတယ်။ "तू ဟာမိဘတွေရဲ့အိမ်ကထွက်လာပြီးတယောက်တည်းနေခဲ့တဲ့ကတငယ်ချင်းကိုဆွဲဆိုသူနဲ့တိုက်ခန်းငယ်တစ်ခုမှနှစ်ယောက်ဆက်တူငှားနေခဲ့ကြပြီးဘဝကိုပျော်ပျော်ကြီးဖျက်ဆီးနေခဲ့ပါတယ်။ဒီနေ့မှာတော့ကိုရခတယောက်အဲ့လိုကောင်းနေတော့မှပဲဖုန်းကနေနှိုးဆက်တံမီလာလို့နှိုးသွားပါတော့တယ်။ သူနိုးလာပြီးတဲ့နောက်မှာတော့သူငွေချင်းကိုတန်းကိုလည်းမင်းဆာစားဖို့အတင်းသွားနိုးခဲ့ပါတယ်မင်းဆာစားဖို့လက်ဖေးဆိုင်ကိုသွားမှာပဲလမ်းကြုံနေရတဲ့နောက်တစ်ချိန်မှာသူတို့ငွေချင်းတွေစုပေါင်းဆက်ပေါင်းပြီးစီးပွားရေးလုပ်ငန်းငယ်လေးတစ်ခုလုပ်ဖို့ဆိုင်ကတနေရာကိုတွားကြည့်ကြပါတယ်အဲ့ဒီနေရာကလူစီကားတဲ့နေရာကောင်းတစ်ခုဖြစ်ပြီးစီးပွားရေးကိုစောက်ချပြီးလုပ်မယ်ဆိုရင်အတော်လေးငွေရှာလို့ကောင်းမဲ့နေရာလို့သိနေပေမဲ့ငွေအောင်စလုံးလက်ထက်မှာတပြားမှမရှိသေးတဲ့အတွက်ငေးကြည့်ုံသာတတ်နိုင်ခဲ့ပါတယ်သူတို့အနာဂတ်ကာလစိတ်ကူးရင်အိမ်မက်ကလေးကိုပေါ်ဆောင်ပေးမဲ့နေရာဟာ တကယ်ဘီလီယံနာတွေနေနေတဲ့နေရာနဲ့ကက်လက်ဖြစ်နေတာကိုသတိထားမိခဲ့ကြပါတယ်။ကိုယ်ခါရဲ့ဖခင်ဖြစ်သူဦးကျော်စိန်ဟာနိုင်ငံခြားခီးသွားတွေအလားများတဲ့ဈေးတစ်ခုမှာရှီအောင်ပစ္စည်းအယောင်းဆိုင်တစ်ခုဖွင့်ထားပါတယ်။မှန်တယ်ကဲတော့ကိုယ်ခါရဲ့ဖခင်ဦးကျော်စိန်ဟာရက်ခါရဲ့ဖခင်အရေးတယောက်မဟုတ်ပါဘူး။ကိုယ်ခါဟာအင်ဂျီယာမဲဖြစ်နေတဲ့မိဘမဲတယောက်ဖြစ်ပြီးတယောက်တည်းရှိနေချိန်မှာဦးကျော်စိန်ကတနားလိုတက်ဆိုင်ရာတွေစီကိုတက်တည်ခေါ်ပြီးမွေးစားထားတာပဲဖြစ်ပါတယ်။ကိုယ်ခါကသူ့ဖခင်အရင်လိုချစ်တဲ့ဦးကျော်စိန်နဲ့စကားထိုင်ပြောနေရင် သူ့အနေနဲ့နောက်ထပ်ရှင်းအောင်ပြည်စီအရောင်းစာလေးတစ်ခုခွက်ထုတ်ဖို့ပြောလာခဲ့ပါတယ်။ဦးကျော်စိန်ကတော့တခါသေးဘူးပြင်ဖို့နားလည်သူမို့အင်းတခါတော့ကလည်းသူ့သားကိုရခဆိုင်ဖွင့်ခဲ့တာခွက်ခွက်လန်းအောင်ရှုံးခဲ့တာတွေကိုထောက်ပြခဲ့ပြီးဝေလိုချင်တော့ယူတော့ပါဆိုင်အစ်စ်တော့မဖွင့်ပါနဲ့လို့တားမြစ်လိုက်ပါတယ်။ဒီလိုနဲ့ကိုရခလည်းစိတ်ငြင်းငြင်းနဲ့လက်ဖေးဆိုင်ထိုင်နေတော့မှပဲရှိပြီဟော်ဆီယာမကြီးတယောက်ကကိုရခလက်ကိုဆွဲကင်ကနေ့ရက်နာကက်ကတိတ်မကြခင်ပြောင်းလဲတော့မယ်ကြိုတင်ပြင်ဆင်ထားပါလို့ဘလိုင်းကြီးပြောခဲ့ပါတယ်။ကိုရခတို့ကတော့အခုလိုတယောက်တည်းရှိနေတာတော့အမွဲတကထောက်ကောင်ဖွင့်မင်းအောင်ဖြစ်နေတာမို့လို့ အနာဂတ်ပြောင်းလဲမယ်ဆိုတဲ့ပရင်အဟောပေါ်ဘာကန်စားချက်မှမရှိခဲ့ပါဘူး။ဒါပေမဲ့လည်းရှေ့ပြစ်ဟော်ဆီယာမကြီးပြောပြီးချိန်ကစလို့ရက်ခရဲကန်ဂျမဟာတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။ဒီချိန်မှာအောက်ခြေကနေကိုဒူးကိုချွန်ချမ်းသာလာခဲ့တဲ့လူစွန်စားကြီးကိုသိန်းနဲ့ဆိုတဲ့ဘီလီယံနဲ့တယောက်အကြောင်းကိုပြန်လဲရိုက်ကူးထားပါတယ်။သူ့ရဲ့အတွင်ရင်မှုမှလေးဟာဦးသိန်းနိုင်ကိုအရှေ့အောင်မျိုးတော်အတွက်စိုးရခေါ်မဲ့ဒင်နာပွဲကိုတက်ရောက်ရမယ်အကြောင်းကိုလာပြောနေခဲ့ပါတယ်။အဲ့ဒီပွဲပြီးရင်မီဒီယာအနေနဲ့တွေ့ဆုံပြီး တရင်းစာရှင်းလင်းပွဲတစ်ခုလည်းပြောရအောင်မယ်လို့အစီအစဉ်တွေကိုပြောပြနေခဲ့ပါတယ်ဒီနောက်မှာတော့ဦးသိန်းနဲ့ဟာဝေကြီးချမ်းသာတဲ့လုပ်ငန်းရှင်တွေသားတက်ခွင့်ရတဲ့ဒင်နာပွဲတစ်ခုကိုတက်ရောက်ခဲ့ပြီးအဲ့ဒီပွဲပြီးမှာမီဒီယာတွေကိုခေါ်တွေ့တာသူရှစ်ဆက်လုံးမဲ့လုပ်တွေကြောင့်ကိုရှင်းပြခဲ့ပါတယ်အဲ့ဒီပွဲကိုဦးသိန်းနဲ့ရဲ့စီးပွားပြင်ပတဲ့ရောက်ဖြစ်တဲ့ဦးမိုးစိလည်းတက်ရောက်လာခဲ့ပါတယ်ဦးမိုးစိဟာဦးသိန်းနဲ့ရဲ့စီးပွားပြင်ပတဲ့ရောက်ဖြစ်ပြီးအခုဒင်နာပွဲမှာသူလည်းပဲဝင်ပြိုင်မှာဖြစ်လို့သူတို့နှစ်ယောက်ပြန်တွေ့ကြပြီလို့တယောက်နဲ့တယောက်တွေးနေကြပါတယ်ဒီချိန်မှာကိုရဲခါကတော့သူ့ဖေတော့ဖို့ခံလိုက်တဲ့ကော်စော့ကျူကိုထမ်းပြီးမှားထားတဲ့ကော်မလေးရှိတဲ့ဟိုတယ်စီကိုတွားပို့နေရပါတယ် အဲ့ဒီကောင်မလေးဟာဟိုတယ်မှာခဏနေနေတာဖြစ်ပြီးကိုရဲခါရောက်လာတာကိုခကြီးဥကျုပ်ပြုတ်ကကြိုဆိုခဲ့ပြီးပစ္စည်းယူလိုက်ပါတယ်။သူဟိုတယ်ကအထွက်မှာလူတန်းရှည်တစ်ခုတွေ့တာနဲ့ကိုရဲခါလည်းဘာလုပ်နေကြတာလဲလို့ဆက်ဆုလိုက်ပါတယ်။အဲ့ဒီလူတန်းရှည်ကြီးကတထေးဦးသိန်းနိုင်ရဲ့နောက်လုပ်မဲ့ project အတွက်ဝန်ထမ်းခေါ်နေတာမို့လို့လာရှောက်နေကြတာလို့သိသွားချိန်မှာပန်ကြနေတဲ့ကိုရဲခါလည်းတခါတည်းအလုတ်လျှောက်လိုက်ပါတယ်။ကိုရဲခါနဲ့အလုတ် interview မှာပြောဆိုဆွေးနွေးရတာကအဆင်ပြေပေမဲ့ကိုရဲခါကဘာပွဲမှမရသေးတာကြောင့်အလုတ်ခန့်ဖို့ကက်တွေ့နေခဲ့ပါတယ်။ interview သမားကကိုရဲခါကို ပွဲတစ်ခုခုသူ့မို့နိုင်ငံခြားဘာသာစကားတစ်ခုမတက်ထားဘူးဆိုရင်အလောက်ကမ်းဖို့အဆင်မပြေဘူးလို့ပြောလိုက်ပြီးအလောက်ကနေညင်းလိုက်ပါတယ်။ဒါနဲ့ကိုရိတ်ကလည်းစိတ်ညစ်ညစ်နဲ့အောက်ထပ်ကိုဆင်းအလာမှာ ကော်မလီတယောက်ဘော်ကိုပြုတ်ကျလာမဲ့မိသီးကြီးရဲ့ဘေးကနေလွတ်အောင်ကယ်တင်ပေးလိုက်ပါသေးတယ်။ဒီလိုကယ်တင်လိုက်တာကိုတထင်းမင်းကြီးဦးတင်းနံကမြင်မိအောင်မြင်သွားခဲ့ပြီးကိုရခနံမီကိုတိမက်သွားခဲ့ပါတယ်။ဒီတော့မှတော့ကိုရခဟာသူ့ဘာကင်ရဲ့အလုပ်ကိုတွားကူနေတော့မှယရနာဆိုတဲ့မျိုးသမီးတယောက်ဆိုင်ထဲကိုရောက်လာခဲ့ပါတယ်။အဲ့ဒီမျိုးသမီးကကိုရခတို့ဆိုင်မှာတမိုင်းဆင်လာရှိတဲ့ပစ္စည်းတစ်ခုရောက်နေတာကိုသတင်းကြလို့လာဝဲတာပဲဖြစ်ပါတယ်။ယရနာလိုချင်တဲ့အရာကတော့ရှေ့ခေတ်ကလေးကတမိုင်းကျောင်းမှာနံမီတစ်လုံးနဲ့ရှိခဲ့တဲ့မှုအင်းကြီးတစ်ထည်ပဲဖြစ်ပါတယ်။အဲ့ဒီမျိုးသမီးကလူတကာတွေပေးတဲ့ဈေးထက်အစပေါင်းများစွာပေးပြီးဝယ်ပါမယ်လို့ကန့်လန့်ခဲ့ပေမဲ့ ကိုးခါရဲ့ဖခင်ဖြစ်သူကဘလောက်ပဲပြေးပြေးမရောက်နိုင်ဘူးလို့တခါတည်းအပြက်ပြောလိုက်ပါတယ်။တိတ်မကြခင်မှာပဲတငယ်ချင်းကိုဆွဲကကိုးခါအလုံးလုံးနေတဲ့ဆိုင်တဲ့ကိုထုတ်ပိုးရီနဲ့ရောက်ချလာပါတော့တယ်။သူတို့ငားနေနေတဲ့တိုက်ခန်းပတ်ရှင်ကအိမ်လာကမပြေးတာကြာသွားလို့အခုလိုမောင်းထုတ်လိုက်တာဖြစ်ပြီးရှောက်သွားကြမရှိတဲ့နောက်ဆုံးမှာတော့အခုလိုကိုးခါဖခင်အိမ်မှာတောင်းလာတင်ဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီညမှာပဲတထေးကြီးဦးသိန်းနိုင်ရဲ့လူယုံတော်တယောက်ဖြစ်တဲ့ရမပုံဟာသူ့တထေးရဲ့ပြိုင်မဲဖြစ်တဲ့ဦးမိုးစိတ်ကြီးကို လူမသိသူမသိနေရကိုခေါ်လာခဲ့ပါတယ်ဦးမိုးစေကြီးကသူ့ပြိုင်ပွဲဦးသိန်းနဲ့နောက်ရွှေ့မဲ့အကွက်တွေကိုတိကျင်တာနဲ့ရှာမဖုန်ကိုလက်ထိုးခဲ့ပြီးမေးမြန်းခဲ့ပါတယ်ဒါပေမဲ့လည်းဦးသိန်းနိုင်ရဲ့လူရုံတော်ဟာချက်လက်တွေပေးရမယ့်စားဦးမိုးစေကြီးကိုနေရာတွေမှာပဲတခါလေးတပ်ပစ်လိုက်ပါတော့တယ်ကိုရီးခါနဲ့သူ့တငယ်ချင်းကိုဇွဲတို့တငယ်ချင်းနှစ်ယောက်သားဟာတုံးစီရဖုတ်ကလေးတပြားမှမရှိတာကြောင့်နောက်ဆုံးအနေနဲ့ကိုရီးခါရဲ့ဖခင်ကြီးမယောင်ပဲတင်ထားတဲ့ဈေးကောင်းပေးပြီးလာဝယ်တဲ့သူလည်းရှိနေတဲ့ရှီအောင်အင်းကြီးဆိုတာကြီးကိုခိုးယူပြီးရောင်းထုတ်ဖို့ကြံစီခဲ့ပါတယ် ။ရာဝယ်တဲ့မျိုးသမီးနဲ့လည်းမျိုးတဲ့တနေရာမှာချိန်ပြီးရောင်းဝယ်ပြုလို့ရမှာတစ်ဖက်လူကဒေါ်လာတန်းနဲ့ချီပြီးပေးဝယ်ပါမယ်လို့ကမ်းလှမ်းလာခဲ့ပါတယ်။သူတို့ဒီလိုစကားပြောနေတော့မှာပဲကိုရခဖခင်ကြီးကဆိုင်နှက်ကရောက်ချလာပြီးသူ့စီကခိုးသွားတဲ့အင်ကြီးကိုပြန်လူယူကမရောတော့ဘူးလို့တခါတည်းအပြတ်ပြောလိုက်ပါတယ်။သူတို့အငင်းပွားပြီးစကားများနေတော့မှာပဲဦးသိန်းနိုင်ရဲ့လူယုံတော်ရံမပုံခေါင်းဆောင်တဲ့လူမိုက်တွေဝင်ချလာပြီးကိုရခတို့အယောင်းဝယ်လုံနေတာကိုတနတ်နဲ့တခါတည်းဝေးရံကပြစ်ခတ်သွားပါတော့တယ်။ရခတို့အုပ်စုလည်းရုတ်တရက်ဒီလိုပြစ်ခတ်လိုက်ရတာကြောင့်ဘေးလွတ်ရပြေးချောင်လို့လွတ်သွားခဲ့ပေမဲ့သူ့ရဲ့ဖခင်ကြီးကတော့ကြီးတိသွားခဲ့ပါတယ်။ ကိုယ်ကလည်းချက်ချင်းပဲသူ့ဘေကိုစေးရုံပို့ဖို့လုပ်ခဲ့ပေမဲ့ဖခင်ကြီးကိုရန်ကစေးရုံထဲသူ့တိဆောင်ဝင်တယောက်စီကိုသာအမြန်ပို့ပြီးတောင်းဆိုခဲ့ပါတယ်ကိုရုံးဆိုင်ဟာကိုယ်ကဖခင်ယုံကြည်ရတဲ့ဆောင်ဝင်တယောက်ဖြစ်ပြီးသူဟာမျိုးစုံတနေမှာသူ့သမီးဖြစ်သူအေဂရီနဲ့စီးဆိုင်ဖွင့်ထားသူတယောက်ပါကိုယ်ကဖခင်ကြီးတနတ်တန်ရနဲ့ရောက်လာတာလဲတွေ့ရောချက်ချင်းပဲအိနေကခွဲစစ်ကန်နဲ့ပို့ပြလိုက်ပြီးအသက်ကယ်ဖို့ကြိုးစားပါတော့တယ်ဒီချိန်မှာကိုယ်ကရဲ့တငယ်ချင်းကိုဇွဲကတော့ဂျာမန်ဖုန်းတို့ဖွဲ့ကဖမ်းဆီးတာကိုခံလိုက်ရပြီးပေါ်အင်းကြီးဘယ်မှာလဲဆိုတာတွေကိုမေးမြန်းနေခဲ့ပါတယ် ကိုရုံးစရာကိုရကဖခင်ကြီးကိုတတ်နိုင်တယ်လို့အစွမ်းကိုကူတခဲ့ပေမဲ့ပြစ်ခံထားရတဲ့တနက်တန်ရကမျာလုံးနေတာမို့လို့ကိုရကဖခင်ကြီးကိုလက်လျှော့လိုက်ရပါတော့တယ်ကိုရကလည်းသူ့ကြောင့်မို့လို့သူ့ဖေဆုံးပါသွားရတော့မဲ့ချင်းကိုလက်တက်မခံနိုင်ဖြစ်နေခဲ့ပြီးတယောက်တည်းယူမီဝိုင်ဖြစ်နေခဲ့ပါတယ်ဒီချိန်မှာနောက်ဆုံးအချိန်ကိုရောက်နေပြီဖြစ်တဲ့သူ့ဖခင်ကြီးကကိုရကကိုခုတွေ့နေတဲ့လူတွေကိုယုံကြည်စိတ်ချလို့ရောက်ကြောင်းနဲ့တိတ်မကြခင်တိလိုက်ရမယ့်ပါဝါတွေကလည်းတကယ်စွမ်းတော်ကြောင့်ကောင်းတဲ့ຢာတွေကိုသာလှုပ်ပါလို့မှပြီးတည်ဆုံးသွားခဲ့ပါတယ်ဒီတော့မှာတော့ကိုရခကိုစေးစားကြည့်ဦးထုတ်စိန်နဲ့သူ့သမီးတို့က သူတို့မျိုးနွယ်ဟာအရှိအစင်ဆက်ကလေးကတရှိခဲ့တဲ့တော်ဝင်မျိုးနွယ်တွေဖြစ်ကြောင်းသူတို့အနေနဲ့ရိုးရိုးအစင်ဆက်ဆက်ခံလာခဲ့တဲ့ပစ္စည်းတွေရှိနေပြီးခုကိုရခလက်ထက်ရောက်နေတဲ့အင်ဂျီကရိုးရိုးအင်ဂျီမျိုးပဲလော့ဂီတပ်ပညာတွေနဲ့စီစဉ်ထားတဲ့မော်အင်ဂျီတစ်ထည်သာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ကိုရခကလည်းသမီးဖြစ်သူအေဂရီကရှင်ဟာရိုးရိုးလူတယောက်မဟုတ်ပဲရှီယောင်းမျိုးတော်ကြီးနဲ့တကဘာလုံးကိုဖြစ်စီပြင်မဲ့ပတိမျိုးတွေရဲ့ရန်ကနေကာကွယ်ပေးရမယ့်မျိုးစစ်ကနေဆင်းသက်လာတဲ့စစ်တီတော်တယောက်ဆိုတာရှင်းပြခဲ့ပါတယ်။ မနေ့တနေ့ကဒီအိတ်ကတဲ့တပြားမှမရှိလို့ဘိုင်ပြတ်စိတ်တက်ကြနေပြီးပစ္စည်းတွေခိုးရောက်ကအသက်ဆက်နေရတဲ့ကိုရိခအတွက်တော့သူဟာရှီအောင်စစ်တီတော်တယောက်ပဲဆိုတာကိုကြားလိုက်ရခြင်းမှာချက်ချင်းချင်းမယုံကြည်နိုင်ခဲ့ပါဘူး။ဒါကြောင့်လဲသူတို့ပြောတာမှန်တယ်ဆိုတာကိုတက်သေးပြဖို့စေးစရာကြီးတို့တာပါနေရောက်စံတမှုတစ်ခုလုပ်မယ်လို့ပြောလာခဲ့ပါတယ်။ဒီစံတမှုကတော့ကိုရိခကိုမောင်းကြီးဝတ်ဆင်ပေးလိုက်ပြီးဒီအင်ကြီးကရိုးအင်ကြီးတထဲမဟုတ်ဘူးဆိုတာကိုတက်သေးပြခဲ့ပါတယ်။ကိုရိခလည်းအင်ကြီးကိုကောက်ဝဲလိုက်ခြင်းမှာအင်ကြီးဟာကိုရိခအသေးသားလေးကိုစိတ်ဝင်သွားပြီးခန္ဓာကိုယ်ထဲမှာလည်းမမြင်ရတဲ့စွမ်းအားကြီးတွေတစိမ့်စိမ့်ထွက်လာတာကိုခံစားလိုက်ရပါတယ်။ ဆေးဆရာကြီးသမီးအေဂရီကကိုအေကနောက်ထပ်ယုံကြည်သွားအောင်တနက်နဲ့ပြက်ကက်ပြလိုက်ချိန်မှာကိုအေကခန္ဓာကိုယ်ကအင်ဂျီဝတ်ဆင်ထားတဲ့အတွက်ဘာတန်ရာမှမရခဲ့တာကိုတွေးလိုက်ရပါတယ်။ဆေးဆရာကြီးကသူတို့ရှီအောင်စစ်တီတော်တွေဆိုတာဟိုးသမိုင်းစင်စစ်ကလေးကရှိခဲ့တဲ့သူတွေဖြစ်ပြီးကဘာကြီးကိုဖြစ်စည်းပြမဲ့မတိမျိုးခုနှစ်ယောက်လက်ထက်ကကာကွယ်ဖို့တာဝန်ပေးရခြင်းခံရသူတွေဆိုတာရှင်းပြခဲ့ပါတယ်။ကိုအေကတို့ရဲ့ရှေ့ကမျိုးတွေကမတိမျိုးဆိုတာတွေကိုရှင်းထုတ်ပြဖို့မော်လက်ဆော့မော်ဒမြောင်မော်အင်ဂျီဆိုပြီးကိုအေကရဲ့မျိုးဆက်ကောင်းဆောင်ကမော်အင်ဂျီကိုရွေးချယ်ခဲ့တဲ့အတွက်ခုလိုတာဝန်တွေရောက်လာတာလို့ တမိုင်းကြောင်းချက်လက်တွေကိုပြောပြခဲ့ပါတယ်။ရှေ့ခဲ့သူရဲကောင်းတွေကအဲ့ဒီပစ္စည်း၃ခုကိုအတုံးချပြီးကဘာကြီးကိုလူယုံမာရီလက်ထက်ကနေကာကွယ်ခဲ့ရတယ်လို့ရှင်းပြခဲ့ပါတယ်။ဒီတော့မှာတော့ကိုရဲကအင်ကြီးကိုဝစ်ဆင်လိုက်ရတဲ့အတွက်ခန္ဓာကိုယ်ကချက်ချင်းလက်တက်မခံခဲ့ပဲရာတွင်ချင်းဖျားနာလာပါတော့တယ်။သူ့အနေနဲ့ဆေးစရာကြီးဥထုံးစိန်နဲ့အီဂရီတို့ရှင်းပြနေတဲ့ဒန်နာအီလိုလိုဗဇက်ရာဇဝင်လိုလိုဖြစ်ပျက်တွေကိုမယုံကြည်နိုင်ဖြစ်နေပြီးသူတို့နှစ်ယောက်ပေါင်းပြီးသူ့ကိုအယူလုပ်နေတယ်လို့ထင်နေခဲ့ပါတယ်။ဆေးစရာကြီးကကိုရဲကဟာအခုမှဒီလောကထဲကိုရောက်လာသူဖြစ်တာကြောင့် ဘာကိုခံပညာမှမတက်မြောက်သေးတာကိုစိတ်ပူနေခဲ့ပါတယ်။ရန်သူတွေနဲ့ရင်ဆိုင်တွေ့ချိန်မှာဘာမှပြန်မချနိုင်လို့တက်နဲ့ကိုနဲ့အိုးစားကွဲသွားတော့မှကိုမြေအောင်နေပြီးကိုရခကိုရှီအောင်တိုင်းပြည်ညာနေတင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လည်းနောက်တနေ့မှာတော့ကိုရခကသူတို့ပုံအောင်နေရာကနေထွက်ပြေးသွားခဲ့ပြီးသူ့တိုက်ခန်းစီကိုပြန်လစ်ပြေးသွားခဲ့ပါပြီ။တိုက်ခန်းပြန်ရောက်ချိန်မှာရမပုံရဲ့လူတွေကကိုရခကိုရက်ွက်ထဲမှာအပူတွေပြင်းလိုက်ရှာနေတာကိုတွေ့လိုက်ရလို့သူတို့မမြင်အောင်တိုက်ခန်းထဲခိုးဝင်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ဆေးစရာကြီးရဲ့သမီးဖြစ်သူအေဂရီကကိုယ့်အခနောက်ကိုလိုက်လာခဲ့ပြီးသူတို့နှစ်ယောက်စကားပြောနေချိန်မှာအဖမ်းခံထားရတဲ့သူ့တငယ်ချင်းကိုတက်စီကသူ့ကိုလာတွေ့ဖို့စားတဆောင်ဖုန်းနဲ့ရောက်လာခဲ့ပါတယ်။ကိုယ့်အခလည်းဒီစားကကိုယ်ဆက်ပို့လိုက်တဲ့ထင်ပြီးချိန်ထားတဲ့နေရာကိုဆေးစရာကြီးသမီးနဲ့တွေ့တွေ့ခဲ့ပါတယ်။ဒီချိန်မှာဆေးစရာကြီးကအင်ကြီးလာဝဲတဲ့ယရနာဆိုတဲ့အမျိုးသမီးရှိတဲ့ဆေးရုံကိုရောက်လာပြီးဘသူတွေကဝက်ခိုင်းတာလေလို့မေးမြန်းဖို့ပြင်ဆင်နေခဲ့ပါတယ်။ဒါပေမဲ့လည်းဆေးစရာကြီးတဲ့ရာမဖုန်းတို့အိုစုကအရင်ရောက်နေခဲ့ပြီးတနတ်တန်ရာကြောင့်ဆေးရုံတက်နေတဲ့ယရနာဆိုတဲ့ကောင်မလေးကိုတက်ဖြတ်သွားလို့ဘာတဲ့င်းအစနာမှမရတော့ပါဘူး။ကိုယ့်ခါလဲ သူတငယ်ချင်းကိုစွမ်းနဲ့ချိန်ထားတဲ့ပန်းချုံကိုရောက်သွားချိန်မှာရန်သူတွေကိုတန့်ကိုအပေါ်စီးကနေစနိုက်ပါနဲ့ချိန်ထားပြီးပြစ်ခတ်လိုက်ပါတော့တယ်။ဒီချိန်မှာကိုရဲခကန်အောင်သွားတဲ့အချက်ကတော့မော်အင်းညူကိုဝတ်ဆင်ထားလိုက်တာပဲဖြစ်ပြီးကြီးစံမှန်သွားပေမဲ့လည်းအသက်ဘေးကနေလွတ်ထွက်သွားခဲ့ပါတယ်။တိတ်မကြခင်မှာပဲစနိုက်ပါနဲ့ပစ်လိုက်တဲ့ရာမဘုံရဲ့လူကပြစ်ကိုနဲ့ဆင်းလာခဲ့ပြီးပြချက်သွားတဲ့ဂျီဘူးကိုကြည့်ပြီးသူတို့ရှင်းထုတ်ရမယ်ကိုရဲခဆိုတဲ့ကောင်ကကြည်ပြီးတဲ့ဝိဇ္ဇာတယောက်ဖြစ်နေတာကိုသိလိုက်ရပါတော့တယ်။သူတို့ရဲ့ခေါင်းဆောင်ကြီးရာမဘုံကိုလည်းဒီကြောင်းကိုရှင်းပြခဲ့ပြီးသူတို့အဖွဲ့အနေနဲ့ကိုရဲခကိုရှင်းထုတ်မယ်ဆိုရင်ဒီထက်ပိုကောင်းတဲ့တနတ်တွေကိုလိုလာလိုက်မယ်လို့ပြောခဲ့ပါတယ်။ ပြကတ်မှုတွေပြီးဆုံးသွားချိန်မှာကိုရဲခါတို့လည်းစေးစရာကြီးရဲ့လေဝက်နေရာမှာပြန်ဆောင်ရင်းမတိမျိုးတွေကိုရင်ဆိုင်တိုက်ခိုက်ဖို့ဆွေးနွေးကြပါတော့တယ်။သူတို့ပေါ်အောင်နေတဲ့နေရာကိုလည်းအဲ့ဒီမတိမျိုးဆွေတဲ့မိစ္ဆာတွေကအနည်းနဲ့အမြန်ရှာတွေ့မှာကိုလည်းကြိုတိနဲ့နေခဲ့ကြပြီးသူတို့အနေနဲ့လှုပ်ရှားရှိတာကိုကြိုတင်ပြင်ဆင်ထားဖို့ဆွေးနွေးခဲ့ကြပါတယ်။ဒါပေမဲ့လည်းအဲ့ဒီမတိမျိုးတွေကပေါ်လစ်စုတ်ကိုဝတ်ထားပြီးကြီးမာတာဘသူတွေကမတိမျိုးဆိုတာခွဲခွဲခြားခြားသိနိုင်မှာဖြစ်ပြီးဒီတိုင်းဆိုရင်အဲ့ဒီမတိမျိုးတွေကလူတွေလိုဟန်ဆောင်နေတတ်တယ်လို့ပြောလာခဲ့ပါတယ်။ဒီနောက်မှာတော့စေးစရာကြီးကိုထွန်းစိန်ကိုတိုင်းပဲ ကိုယ်ခါကိုရှီအောင်တိုင်းပြည်နာတွေကိုတဆင်ပြီးတဆင်တင်ပေးခဲ့ပြီးခနာကိုကိုအပူအေးဆုံးရောက်မှုတွေကိုကြံ့ကြံ့ခံနိုင်အောင်လေ့ကျင့်ပေးခဲ့ပါတယ်။တိတ်မကြခင်မှာပဲသူတို့အနေနဲ့မော်အင်းကြီးကိုတော့လိုက်လူနေရင်မော်လက်ဆော့ကိုလည်းလိုက်လူလိမ့်မယ်လို့တွေးလိုက်တာကြောင့်ပေါ်လက်ဆော့ကိုဆက်ဆံသူဘော်တော်တယောက်စီသွားပြီးသူဘေးကင်းရလာလို့တွတ်ကြည့်ခန်းခဲ့ပါတယ်။စီးစရာကြီးလဲအဲ့ဒီဘော်တော်နားလေးမှာလဲဂျာမာပုံရဲ့နောက်လိုက်ခွေးရှိနေလိမ့်မယ်လို့သတိပေးခဲ့ပြီးကြုံလာမဲ့ဘေးကင်းတော့ကိုယ်ခါကိုမော်အင်းကြီးပေးလိုက်ပြီးတိုက်ခတ်ဖို့လက်နဲ့ခဲရံတွေကိုပါဆင်ပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့စေးကြကြီးတမီအီဂရီနဲ့မော်အင်းကြီးပန်ရှင်ကိုရီခါတို့ဟာ မော်လက်ဆော့စက္ကန်နဲ့သူနေထိုင်ရာအိမ်ပြကြီးတစ်လုံးစီကိုရောက်လာခဲ့ပါတယ်။အင်းနဲ့ရောက်ချင်းမှာပဲလူတယောက်ကသူ့ကိုဘာမပြောညာမပြောနဲ့တိုက်ခိုက်ခဲ့တာကြောင့်သူတို့လည်းပြန်တိုက်ခဲ့ရပါတယ်။အဲဒီကောင်လေးဟာမော်လက်ဆော့ကိုစက္ကန်နဲ့ဘွားတော်ရဲ့တာအရင်ပါလို့သူ့ကိုသူမိတ်ဆက်ခဲ့ပြီးသူ့မိစီကလက်ဆော့ကိုလာလူမဲ့ရန်သူတွေကိုတိုက်ခိုက်ထိုးနှက်ဖို့စောင့်နေသူလို့ပြောခဲ့ပါတယ်။ ကိုယ့်ခါတို့လဲလက်စွပ်စက္ကန့်သူဆိုတဲ့အဖွားကြီးကိုတွေ့တဲ့ချိန်မှာအဲ့ဒီဘွားတော်ကမတော်တဆတစ်ခုဖြစ်ပြီးစိတ်မမှန်တော့တာကိုတွေ့လိုက်ရပါတယ်ဒီတော့တည်းမှာဘယ်သူမှစကားမပြောဘဲတုံတုံရင်ဖြစ်နေခဲ့ပြီးကိုယ့်ခါကသူ့ရင်ဘက်ကရှီအောင်အမှတ်သားကိုထုတ်ပြလိုက်မှဘွားတော်ပါဇက်ကနေလက်စွပ်ကိုထုတ်ပေးလိုက်ပါတယ်လက်စွပ်ဟာကွင်းလိုက်ဖြစ်ပေမဲ့လက်စွပ်ရဲ့အရေးကြီးဆုံးအစိတ်ပိုင်းဖြစ်တဲ့မှော်ကြောင်တုံးကတော့ပါမလာခဲ့ပါဘူးဒါပြင်ဘွားတော်ကသူ့ကိုစောင့်ကြည့်နေတဲ့သူဆိုတာသူ့သားအရင်မဟုတ်ဘူးလို့သတိပေးခဲ့ပါတယ်ဒီနောက်မှာတော့အဲ့ဒီသားရင်ဆိုတဲ့ကောင်ကအခန်းထဲဝင်ချလာပြီး လက်စုပ်ကိုလူယူဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့လည်းဘွားတော်ကသူ့နောက်ကနေနှလုံးတွင်းနဲ့တစ်ချက်တည်းပြစ်လိုက်ပြီးတခါလဲရှင်းပြစ်လိုက်ပါတော့တယ်။တိတ်မကြခင်မှာပဲရံမာဘုံရဲ့လူတွေကဒီနေရာကိုရောက်လာပြီးလက်စုပ်ကိုရက်ခရဲ့လက်ထက်ကနေလူယူဖို့ကြိုးစားကြပါတော့တယ်။ဘွားတော်ကတော့သူ့ယောဂအခြေအနေကြောင့်ရံသူတွေလက်ထက်ကနေဘလို့မှပြေးလို့မလွတ်တော့တာမို့လို့ဂယူဆိုင်ဖို့တာမှရင်ပိုက်ထဲမှာကြံနေခဲ့ပါတော့တယ်။သူ့ရံမာဘုံရဲ့လူတွေလက်ထက်ကနေပြေးလို့လုံနေကြတဲ့အချိန်မှာပဲဦးသိန်းနိုင်ရဲ့ယုံကနေဖုံးဆက်လာခဲ့ပါတယ်။သူတို့အနေနဲ့ကိုယ့်အခကို လုံခြုံရေးကောင်းဆောင်တာဝန်ကိုခန့်အပ်ချင်တာကြောင့်အများဆုံးကုမ္ပဏီကိုဆက်သွယ်ဖို့ပြောလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ကိုယ်ကလည်းတရေကြီးဦးတင်နိုင်ရဲ့ဖိတ်ခေါ်ချက်အရသူတို့ကုမ္ပဏီကိုရောက်သွားချိန်မှာရမဖုန်နဲ့ပြန်တွေ့ခဲ့ပါတော့တယ်။ကိုယ်ကကတော့ရမဖုန်ဆိုတာသူ့ဘေကိုတတ်လိုက်တဲ့လူစုကောင်းဆောင်တယောက်ဆိုတာကောင်းကောင်းကြီးသိပေမဲ့ရမဖုန်ကတော့ကိုယ်ကဆိုတာသူတို့အဖွဲ့မြေလန်ရှာနေတဲ့မော်ရင်းကြီးဝက်ကောင်လေးဆိုတာမသိခဲ့ပါဘူး။နောက်ဆုံးမှာတော့ကိုယ်ကကတရေကြီးဦးတင်နိုင်ရဲ့လုံခြုံရေးတာဝန်နေရာမှာဖြစ်တဲ့ရမဖုန်နေရာမှာရာထူးဆက်ခံလိုက်ပြီး အလို့ချိန်ပြင်မှာတော့မတိမျိုးတွေကိုလိုက်လံရှင်းလင်းပါတော့တယ်ခုလိုကြည့်ရှုပေးတဲ့ပရိသတ်အားလုံးကိုကျွန်တော်တို့ channel ကနေအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲတာယာအေဂျင့်နဲ့နေလေးတနေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ